ဘလို့ရစ်မှုတော့ဆိုလဲပေါင်း900ကိုရောကိုဝဲသွားမှညစခန်းချသွားတဲ့နေရာညတောက်ကြစားကြပြောကြပါကြထမင်းနေဟင်းနေတောက်ကြစားကြတယ်နွားတွေကလည်းအနာယူရင်းနဲ့အဲ့ဒီမှာမစင်နေစော့မနေ့လင်းတော့ခီးထွက်သွားကြတယ် အဲ့လိုထွက်သွားတဲ့အခါမှာနွားချေနဲ့နဲ့နွားချေဘုံတကောင်အရောက်လာရောက်လာတဲ့အခါလူတွေတောက်စားပြီးပြစ်ထားရတဲ့လင်းကွန်လေးပါလေးတဲ့ကဖီယာလေးအရက်ကလေးသူလည်းသွားမြေးဆမ်းမိတာပေါ့နော်။ဘာလဲလို့မြေးဆမ်း။ကြီးလိုက်တော့သူ့ဘိတ်ထဲရောက်တော့သူလည်းရစ်သွားတယ် အဲ့လိုရစ်သွားတဲ့အခါမှာနွားချေးပုံကပျော့ပျော့အီအီအဲ့နွားချေးပုံပေါ်မှာခါတိုင်းလက်တက်နေကြပဲအဲ့ဒီတက်လိုက်တဲ့အခါနွားချေးပုံကအီကနေဖြစ်သွားအဲ့ဒီလိုအီကနေဖြစ်သွားတဲ့အခါကျတော့ဘလို့စိတ်ကထင်လို့ဆိုဩငါကိုယ်တော်မြတ်ရဲ့ခန္ဓာကိုယ်ကြီးကိုမခံနိုင်လို့အီသွားတယ်လို့အထင်ရောက်သွားတာသူကိုယ်သူနော် သူကသူဘဝနေမြင့်သွားအရင်မူးသွားတာသူရထားတဲ့အခြေအနေတခုငါမငါဆိုပြီးတော့နှောချေးဘုံမောတက်လိုက်တယ်တက်လိုက်တော့ဘဝမြင့်เสียပဲသူတကောင်နဲ့အဲ့ဒီမှာနှောချေးဘုံကြီးကလည်းအချီးကြီးဆိုသဘောတွေကျသူနဲ့မလန်းမကန်းမှာချုံတပည့်တွေကိုဆွဲစားနေတဲ့ဆင်ကြီးတကောင်မြင်လိုက်တယ်အတန်ကြာရကြည့်တော့ဆင်ကြီးမြင် ြောက်ရကောင်းမှမသိဘူးရှင်မူးနေတာဆိုရှင်မူးနေတာဆိုရန်စတယ်ဆင်းကြီးကိုသူကသူကြည့်တော့မင်းနဲ့ခြေတော်လေးချောင်းငါလည်းခြေတော်လေးချောင်းမင်းလည်းနှာမောင်းနဲ့ငါလည်းနှာမောင်းနဲ့လာတဝဲတလန်အကဲဆမ်းမလားလို့စိန်ခေါ်တယ်ငါငါသက်သက်ထဲမှာပါတယ်နော်စိန်ခေါ်တာစိန်ခေါ်တဲ့အခါဆင်ကြီးကကြားရတယ် ငါ့ကိုစိန်ခေါ်တော့ဘသူလဲဒီတော်ထဲမှာလိုက်ရှာလိုက်တော့နွားချီဖို့လို့ဖြစ်နေ။ဩငါခွာနဲ့လည်းပဲမရှက်တော့လောက်ဘူး။အစွယ်နဲ့လည်းမထိုးလောက်ဘူး။ကောင်းတဲ့သေးသေးလေးကိုနော်။ဆိုပြီးတော့ဆင်ကြီးကပါလို့တော့ဆိုသူ့ပေါ်တက်တဲ့မစင်တုံးနေတုံးတုံးပြီး